အားလုံးပဲမင်္ဂလာပါမယ်နေရူးချန်နယ်ကနေအားလုံးကိုကြိုဆိုပါရစေဆရော့စာသမားတို့ကျွန်တော်ဒီကနေ့မှာတော့မန်ဆောင်နေတဲ့တင်းနေတဲ့လာမယ့်6ရက်တနင်္ဂနွေနေ့ည7နာရီမှာဆိုပြီးကိုရီးယားအိုထရက်ဘောမှာ CD ကိုပရီးမီးယားလိပွဲစီ31အဖြစ်လက်ခံကစားဖို့ရှိနေပါဗျာဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တစ်ဖက်သစ်အချင်းနဲ့ကိုရီးယားနဲ့တစ်ဖက်အချင်းနဲ့ယူနိုက်တက်က MOL ဘက်ကပေါ့ဗျာအဲ့ဒီပွဲစဉ်မှာဘယ်သူတွေကိုထစ်သစ်အသုံးပြုလာမလဲဆိုတော့ကျွန်တော်တို့ပွဲကျုပ်သူတက်ရှက်အနေနဲ့ဆွေးနွေးတော့စာသမားတို့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ လူကနေမကောင်းမှုဖြစ်နေတယ်နာစည်းပြီးတော့နှာမွေနှာခေါင်းတွေပိတ်ပြီးတော့ရှောင်းဆိုးနေတယ်အချင်းတွေကတော့လုံးမမကောင်းဘူးကိုတွေကလည်းဆိုတော့ Lechi CD အချင်းတွေကိုကြည့်ရလို့ရှိသူတို့အသင်းနေနေပေါ့ဗျာဒီရာဒီပရီးမီးယားလိမ်းမှာဆိုရင်ချန်ပီယံဖြစ်ဖို့အခွင့်အရေးမရှိတော့ဘူးလီဗာပူးနဲ့အမေရိကန်ကိုအောင်မှုရှိတယ်ဒါအပြင်ချန်ပီယံလိမ်းမှာလည်းရန်ပွင့်ကနေထွက်ခေါက်ခရရတဲ့အချင်းတွေကိုရှိနေတယ်နောက်ပြီးတော့ သူတို့အတင်းရဲ့ဒီကအာထာရီကစားသမားဖြစ်တဲ့ဟာလဲရဆိုရင်တန်ရာကြောင့်နှစ်ဘက်ကနေသုံးဘက်ထိနားရဖို့ရှိနေတဲ့အတွက်ဒီနေ့ပွဲစီကဟာလဲပါဝင်လာနိုင်မရှိပါဘူးဆိုတော့ဒီရာတီက CD အတွက်မကောင်းတဲ့ရာတီလို့ကျွန်တော်ပြောလို့ရတယ်ပြီးကြတဲ့ရာတီမှာဆိုရင်တကိကောအချင်းနဲ့ကောင်းပြီးတော့လာနှလုံးသွင်းလို့သူတို့ရယူနိုင်ခဲ့တယ်ဒါပေမဲ့လို့ဒီနေ့ရာတီမှာတော့ community ဖလားတစ်ခုနဲ့ပဲသူတို့ကျင်းနေခဲ့ရတာပေါ့ဗျာကိုယ်တွေအသင်းအတွက်ကို CD ကအများကြီးတာလဲနေတာနော် သူတို့ဒီရဒီမှာဘလောက်ပဲဆုတ်ပြတ်တဲ့နေပါစေဘလောက်ပဲယုံကဲ့နေရပါစေအခုလက်ရှိသူတို့အသင်းက15မှာရှိနေတယ်ကိုရီးယားအသင်းက73မှာဆိုတော့စဉ်းစားတာကြည့်တော့ဘလောက်ဒီကွာနေလေဆိုတာဆိုတော့ဆာသမားတို့ရေကျွန်တော်ဒီနေ့သင်းထိတ်တိုက်တွေ့ကြတဲ့ပွေးစီ၃ပွဲကိုကြားလို့ချင်း FA ကဲမှာမက်ဆာအောင်နည်းနည်းအသင်းနေနဲ့ဝဲတူနဲ့နိုင်ခဲ့တာပါဗျာအကွန်မြူနတီတိုင်းမှာဆိုရင်ကျွန်တော်ခုနပြောသလိုပါပဲဖိုင်နေမှာသူတို့အသင်းဘက်ကပန်နတီအဆုံးပြေတဲ့နိုင်ပြီးတော့ကွန်မြူနတီဖလားကိုရခဲ့တယ်ထိပ်ပြီးတော့ပရီးမီးယားလေးပွေးစီ16မှာဆိုရင်ကိုရီးယားအသင်းက သူတို့ရဲ့အိမ်ကွေးမှာဝန်တူနဲ့ထမ်းနိုင်ခဲ့တဲ့အတွက် CD ကဒီနေ့ပွဲစဉ်ကိုမဖြစ်မနေအနိုင်ကစားပြီးတော့ကုသဲခပိုင်းအရာစီဖို့အတွက်အင်တိုင်းအားတိုင်းနဲ့အပြည့်ထန်ဆုံးပွဲတစ်ပွဲလို့ကျွန်တော်ပြောလို့ရတယ်။လက်ရှိကိုရီးယားအသင်းကအစစ်စစ်သူမှရှိနေတယ်တကယ်ကိုတိုင်ပဲနေပြီးတော့ဗျမ်းမာတန်နဲ့ဖြစ်နေတာ CD ကရလိတဲ့စိုးဝါနေပေမဲ့လို့အစင်ကားမှာတက်တုံတက်တန်နဲ့ချန်ပီယံလေးဝင်ခွင့်ရဖို့တဲ့သူတို့အားခင်းနေတာဆိုတော့ ူတို့အတင်းနဲ့ကိုယ်တွေအတင်းကားပေါ့ဗျာအများကြီးကွာနေတာအရှင်လူကိုမရတာသူတို့အတင်းဘက်ကဟာလဲမပါဝင်ဘူးဆိုပေမဲ့လို့အရင်မှဆိုရင်တကယ့်ကိုမဆောင်နေတဲ့အတင်းအဓိကကစားသမားတွေတဲ့ကောင်းနိုင်တဲ့ကစားသမားတွေအများကြီးကျွန်လို့ရှိနေတယ်ဟာလဲပါတီဖြစ်စေမပါတီဖြစ်စေသူတို့အတွက်ကတော့အရေးမကြီးပါဘူးမလွယ်ကူပါဘူးဆိုတော့သူတို့အတင်းနေနေပေါ့ဗျာပရီးမီးယားလိပွေးစီ30ကစားပြီးချိန်မှာဆိုရင်စင်ငါးပွေနိုင်ထားတဲ့ရှောက်ပွေတည်ရင်နဲ့ကိုပွေရှုံးပြီးတော့ရမယ့်50တမယ်နဲ့အစင်ငါးမှာသူတို့ကရက်တင်နေတာပေါ့ဗျာ တာကိုကြည့်လို့ရှိရင်ကိုရီးယားတင်းတဲ့တာစီရထားတဲ့အချင်းတွေကခုမှရှိနေတယ်။ပြီးလို့ရှိရင်သူတို့အသင်္ကာပရီးမီးယားလိပွဲစီ30မှာဆိုရင်အင်ကွင်း15ပွဲကစားရတယ်။အင်ကွင်း15ပွဲမှာဆိုရင်6ပွဲနိုင်ထားတဲ့3ပွဲတည်နဲ့3ပွဲရှုံပြီးတော့တိုက်စစ်က32ကိုရထားတယ်။ခန်စစ်က19ကိုပေးထားရပြီးတော့အင်ကွင်းရမက်ကရမက်30ကိုသူတို့ပိုင်ဆိုင်ထားတယ်။အဝေးကွင်း15ပွဲမှာလည်းစာသမားတွေသူတို့အသင်းနဲ့ ရှောက်ပွေးနိုင်ထားတဲ့သုံးပွေးတည်နဲ့ရှောက်ပွေးရှုံပြီးတော့တိုက်စစ်ပိုင်က25ကိုရထားတဲ့ခဲစစ်က20ကိုသူပေးထားတာပေါ့ဗျာအဝေးကွင်းရမကရမ20တက်မှယာယီထားတာပေါ့သူတို့အသင်းအနေနဲ့အိမ်ကွင်းအဝေးကွင်းစုစုပေါင်းတိုက်စစ်ပိုင်ကိုကြည့်ရလို့ချင်း58ကိုရထားတဲ့ခဲစစ်ပိုင်ကဂိုးလေးစီသူတို့ပေးထားရတယ်နောက်ဆုံး9ကွင်းမှာဆိုရင်လည်းပဲသူတို့အသင်းအနေနဲ့သုံးပွေးနိုင်တဲ့တပွေးတည်ကြပြီးတော့တပွေးရှုံထားတဲ့ရာလေးတစ်ခုကိုပိုင်ဆိုင်ထားတာပေါ့ဗျာဆိုတော့ဒါက CDA လက်ချအခြေအနေတစ်ခုပေါ့ဗျာ သူတို့အသေးအနေဒီနေ့ပွဲစဉ်ကတော့အင်ကွေးမှာလည်းသူပဲနဲ့ရှုံတာကလေးရဲ့အရှင်နေရဆိုရင်ဒီနေ့ပွဲစဉ်ကိုမဖြစ်မနေအနိုင်ဖက်ကိုဥတည်ပြီးတော့ကစားလာဝင်ရှိနေတယ်။အရင်နေပါတယ်မှာလည်းကိုရီမေဆောင်နေတဲ့အတင်းတက်ကိုတကယ်ကိုကောင်းမွန်တဲ့ quality ရှိတဲ့ကစားသမားတွေတွေ့နေရတဲ့အတွက်ကိုရီယူနိုက်တက်အတင်းအတွက်ကတော့နိုင်ငံတကာပွဲစဉ်အပြီးမှာနောက်ထပ်မလွေကူတဲ့ပွဲစဉ်တွေတစ်ခုကျွန်တော်လာပြီပေါ့ဗျာ။ ဆိုတော့ကိုရီအသင်းဘက်ကိုကြောက်လို့ချင်းဒီနေ့ကအင်္ဂွေးဆိုပဲပဲလို့ခဲခဲပေါ့များစံနဲ့ပြင်းနေနေတဲ့ပွင့်စင်တကူတော့ထက်မဲ့ပြီးတော့လာပြီပေါ့ဗျာမက်ဆီဒီရဲ့အင်္ဂွေးမှာကျွန်တော်2ဝဲနဲ့နိုင်ခဲ့တယ်ဆိုပဲမဲ့လို့ကိုရီရဲ့အင်္ဂွေးမှာမက်ဆီဒီကပြည့်စုံမှုအပိုင်းနဲ့အများကြီးလှုပ်လာဖို့ရှိနေတယ်ပီကရီနော်တဖော်ရဲ့အင်္ဂွေးမှာဆိုရင်ကျွန်တော်9မိနစ်ကလေးကနေတွင်းယူခဲ့တယ်သူနော်တဖော်ရဲ့ကနေပြီးတော့အီလန်ကရဲ့တွင်းကိုတကူကြောက်ကျွန်တော်ရှုံးခဲ့တာပေါ့ဗျာအဲ့ဒီပွေးစင်မှာဆိုကိုရီကဖက်ဘက်ကတာစီရယူနေခဲ့တယ်ဆိုပဲမဲ့လို့တိုက်စီဘက်မှာကျွန်တော်အသုံးချနိုင်တဲ့ကစားသမားတွေကျွန်တော်မရှိခဲ့ဘူး ကိုပေါက်ကဲ့သိမှုတွေကိုပေါက်ရှင်ချောင်းမှုတွေအများကြီးရခဲ့တယ်ဆိုပေမဲ့လို့အဲ့ဒီတိုက်စစ်ကကိုမသိနိုင်ခဲ့တဲ့အချိန်တွေတခုရဆိုရင်လည်းတကကျွန်တော်ကပေါက်လက္ခဏာမဆောင်ခဲ့ဘူးပြီးလို့ရှိရင်ဂန္ဓာရှုလို့ဆိုရင်လည်းပဲတကူကောက်ဆင်တဲ့အနေအထားတစ်ခုမှတွေ့ခဲ့ရတဲ့အတွက်ကျွန်တော်အတင်းကားပေါ့ဗျာနည်းနည်းလေးအချိန်တွေကောင်းမှဆိုတခုမှတခုကျွန်တော်ဖောက်ပြီးဒါကိုတွေအတင်းတွေကိုတူမချော်ရှိတယ်ဆိုတော့လက်ရှိကျွန်တော်မယ်ဆောင်နေတဲ့အသင်းတွေနဲ့ပရီးမီးယားလိအနေထားတကူကြည့်ရလို့ချင်းစေပွေးနိုင်ထားတဲ့9ပွေးတည်ရင်နဲ့ကျွန်တော်73ပွေးတိရှုံးထားပြီးတော့ ရှာမဲ38မိနစ်အစစ်စစ်တမကျွန်တော်တို့ရှင်းရတော့ဗျာအတင်းတက်ကတော့ဒီနေ့ပွေးစဉ်ကတကယ့်ကိုအရေးကြီးပါတယ်ဆရာသမားတို့အင်ကွင်းအနေထားတစ်ခုကြည့်ရလို့ရှိရင်ကျွန်တော်တို့အတင်းနေနဲ့15ပွဲကစားရတယ်6ပွဲနိုင်ထားတယ်2ပွဲသေးနေ9ပွဲရှုံးတော့ပြီးတော့တိုက်စစ်ကကျွန်တော်တို့29ရတာတယ်ခင်စစ်က25ခုတိကျွန်တော်ခွင့်ပြုပေးထားရပြီးတော့အင်ကွင်းရမယ်ကရမယ်နေစကိုကျွန်တော်ရထားတာပါဗျာအဝေးကွင်း15ပွဲမှာလည်းကျွန်တော်ယူနိုက်တက်အတင်းက4ပွဲနိုင်ထားတယ်5ပွဲသေးနေ6ပွဲတိကျွန်တော်ရှုံးတော့ပြီးတော့တိုက်စစ်ပိုင်းကဆို16ခုရထားတယ် ခင်စစ်ဘက်ကကျွန်တော်16ကိုပေးထားရပြီးတော့အဝေးကွင်းရမယ်က18ပဲပဲကျွန်တော်ရထားတယ်ဆိုတော့ဒါကအသေးအတွက်ကတော့နောက်ပိုင်းနေထားမှာဆိုရင်အိမ်ကွေးလေးအချင်းနေမကောင်းပါဘူးအဝေးကွင်းလေးကျွန်တော်အချင်းနေကောင်းနေတယ်မှာမပါတော့ဘူးနိုင်ငံတကာပွဲစဉ်မတိုင်ခင်မှာဆိုရင်ကျွန်တော်နှစ်ပွဲသုံးပွဲလောက်အချင်းနေကောင်းထားခဲ့တယ်ဒါပေမဲ့လို့နိုင်ငံတကာပွဲစဉ်ပြီးတာနဲ့ Notre Point နဲ့ကစားခဲ့တဲ့ပွဲစဉ်ကစပြီးတော့ဗရက်မနန်နေကျွန်တော်ဖြစ်နေပြီအခုကျွန်တော်ကိုရဲ့အိမ်ကွေးမှာကစားရမယ်ဆိုပေမဲ့လို့လက်ရှိ Man City က တိုင်ပဲ့နေပါတယ်ဆိုရင်တော့ကိုရီအသင်းကိုအခက်တွေးပြီးတော့ဒုက္ခပေးနိုင်တဲ့အသင်းထဲမှာကျွန်တော်ပါဝင်နေနေဒါပေပွေးစီကလည်းရောက်မက်ဆီဒီကလုံးဝမကြေပွေးကိုသူတို့နှွေးဖို့ရှိနေနေဒါကိုကျွန်တော်ယူနေတဲ့အသင်းကဘလော့ဒီပြည်စင်းမှုပိုင်းမှာလိုလာမလို့ဆိုတော့စောင့်ကြည့်ရမှာပေါ့ဗျာဆိုတော့ကိုရီအသင်းအနေနဲ့ပေါ့ဗျာအဝေးခွင်းအိမ်ခွင်းစုစုပေါင်းတိုက်စီပိုင်းကိုကျော်လို့ချင်း38ခွန်းကိုနဲ့ခန်စစ်က40တကိုကျွန်တော်ရနေတာပေါ့ဗျာတိုက်စင်းနဲ့ခန်စစ်ကြမှာတော့56ကိုကျွန်တော်ကွာနေတယ်နောက်ဆုံး9ပွဲမှာဆိုရင်လည်းပဲကျွန်တော်2ပွဲနိုင်တယ် နှစ်ပွဲတည်ကြတဲ့တပွဲရှုံးတဲ့အရှင်တို့ကမှကျွန်တော်တို့ရှိနေတယ်။ယူနေတဲ့အသင်းအနေနဲ့ပေါ့ဗျာဒီနေ့ပွဲစီပြီးလို့ရှိရင်လာမယ့်ပွဲစီအနေနဲ့ကျွန်တော်စစ်တရနဲ့တောက်ကြနဲ့တနအိခွေးမှာဆိုရင်ယူပါလေကော်တာဖိုင်နယ်ဖြစ်ရင်ဆိုင်ကစားဖို့ရှိနေတယ်အဝေးကွေးအနေနဲ့ပေါ့ဗျာပြီးလို့ချင်းကျွန်တော်စစ်3ရက်နဲ့တနင်္ဂနွေနေ့စေနိုင်မှာဆိုရင်နယူကစီကိုကျွန်တော်အဝေးကွေးထပ်ပြီးတော့ရင်ဆိုင်ရဖို့ရှိနေတယ်ဒုတိယကြောယူပါလေပွဲစီကိုထမ်းမှန်ပြီးတော့ကျွန်တော်ကိုရဲ့အိမ်ခွေးမှာပေါ့ဗျာအလိုင်းရင်ကိုထမ်းမှန်ရင်ဆိုင်ကစားမယ်ဆိုတော့ ကိုရီးယားအသင်းအနေနဲ့ပေါ့ဗျာလာမယ့်ပွဲစဉ်တွေကလည်းတကယ်ကိုပွေးကျဲမှုနဲ့အာကျွန်တော်ပွေးစစ်တွေကများနေတယ်ဒီကြားထဲမှာကစားသမားတွေကပြဲလာနေတယ်ဆိုပေမဲ့လို့ထက်မှတ်ပြီးတော့တရားမှာရဖို့ကျွန်တော်တို့လိုတယ်ဘာလို့လဲဆိုတော့ CD ကိုကျွန်တော်ရှုံးခဲ့တာပြဿနာမရှိဘူး you ပါလိုက်မှာကျွန်တော်တို့အသင်းအနေနဲ့လိုင်ရင်အသင်းကိုမရှုံးဖို့ရည်ကြီးတယ်အဲ့လိုမျိုးမရှုံးမှာကိုရင်အင်ကွေးမှာတက်တောင်းတက်တန်နဲ့ကစားနိုင်မှုရှိနေတယ်ဘာလို့ဆိုကိုရီးယားအသင်းဘက်က ရှင်ပြဲလဲဝင်ဖို့ဆိုရင်ယူပါလဲဖလောက်ကိုမဖြစ်မနေအရယူနိုင်ဖို့လိုတယ်။ကျွန်တော်ကွာတာဖိုင်နယ်နေတာတခုမှအာနိုင်ကီလိုချင်းစီမီဖိုင်နယ်မှာကျွန်တော်တို့ဘေးအသင်းနဲ့ရင်ဆိုင်ရမလဲ။အဲ့ဒီအသင်းနဲ့ရင်ဆိုင်ရမှာကိုကျွန်တော်ခဏထားလဲကိုလက်ချီလရဲ့အသင်းနဲ့ရင်ဆိုင်ရမယ့်နေတာတခုမှအကောင်းဆုံးပြင်ဆင်နိုင်ဖို့လိုတယ်။ဒါကြောင့်ကိုရီးယားအသင်းဘက်ကကစားသမားတွေဒဏ်ရာပြဿနာနောက်ထပ်မရဖို့လိုတယ်စားသမားတို့ရင်။ဆိုတော့ကျွန်တော်ဒါကလက်ချီကျွန်တော်အသင်းရဲ့အခြေအနေပေါ့ဗျာ။ရာကိုပေကိုနိုင်ပွဲရှုံပွဲရှင်နေပေါ့။ ကိုရီးယားတင်းနေနေပေါ်ပြီးကလေးနော်ဒယ်ဖောင်းရဲ့ပွဲစီမှာတုံပြုခဲ့တဲ့ကစားသမားတွေကိုကြည့်ရလို့ချင်းကျွန်တော်ကိုသမားနေရာမှာအွန်နနာတုံပြုခဲ့တယ်။နောက်တန်း၃ရောက်မှဆိုကျွန်တော်မာဆာရာဝီဒီလေးလီနီယိုကိုတုံပြုပြီးတော့ကွေးလီလေးရောက်မှဆိုပက်ထရစ်ဒူကိုကက်ဆီမီရိုဥဂါတင်းနဲ့ဒီကိုဒါလို့လို့ကျွန်တော်တုံပြုခဲ့တယ်။နေပဲ10ရောက်မှဘရူနိုဖာနန်ဒက်နဲ့ကာနာရှိုကိုတုံပြုပြီးတော့အထောင်မှာကျွန်တော်ဆူဆူဆူကီကိုထစ်ထစ်အတုံပြုခဲ့တယ်။ဆိုတော့ဒီနေ့ပွဲစီမှာအဲ့ဒီပွဲစီတုန်းကလူစည်းရင်းကိုအများကြီးပြောင်းလဲလာနိုင်ရှိတယ်။ ။ဘာဖြစ်ဆိုတော့အဲ့ဒီပွဲစီမှာဆိုအရင်ကမေဆန်မော်တို့ဘော်တို့လေးပေါဝင်ကစားခဲ့တယ်။နောက်တဲ့စင်တာဘက်မှာဆိုရင်လေမကွမ်းရတို့လေးကျွန်တော်မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲစီမှာနောက်တဲ့စင်တာဘက်မှာမကွမ်းရတို့ကိုကျွန်တော်လူအဲ့ဒီစားသမားတို့မကွမ်းရတို့ဆိုရင်လေပဲကျွန်တော်တို့ခေါင်းတိုက်ပေါ်တွေမှာဆိုရင်လေရှင်းတောင်းနိုင်တာတော့ပြလို့ချင်းကျွန်တော်တို့ဂိုးသွင်းဖို့အတွက်ဆိုရင်လေအားကိုးရတယ်သူလေးလည်းကောင်းပါပဲကျွန်တော်တင့်နေတဲ့မေဆန်မောင်းတို့ကအာတန်ရပြဿနာနဲ့ယုံထွက်လာတဲ့ရှင်တွေတခုမှဒီကစားသမားတွေကျွန်တော်အတူပြောရမှာပဲသူတို့က လာဝဲခြေစမ်းပြပြမပြပြကျွန်တော်အသေးမှာတော့လူဆွေးရှင်တော့ဒီကောင်လေးကိုကျွန်တော်အသွင်းပြရမှာမဟုတ်လို့ရှိရင်လာစားပေးတတ်တာအလကားကြမှာဆိုတော့ကျွန်တော်ပွေးထက်လူဆွေးရှင်နေမှာဘလိုဒီလာမျိုးဆိုတာကြည့်အောင်စာသမားတွေပွေးထက်အနေထားမှာတော့ကိုသမားနေရာတွေအွန်နန်းပါပဲနောက်တက်ဆက်တပဲ၃ယောက်မှာခုနပြောသလိုပါပဲမကွမ်းရပါဝင်လာနိုင်ပြီဆိုရင်တော့ဒီ၃ယောက်ပါပဲဒီလေးရေမကွမ်းရရေပြီးလို့ရှိရင်မစရာကြီးပေါ့ဗျာကွင်းလေး၄ယောက်ကကျွန်တော်ပက်ထရစ်ဒူကိုဘရူနိုဖာနန်ဒက်ဥဂါတင်နဲ့ဒါလောပေါ့ဗျာ တဲ့နေလို့ရှိဒါလို့ကိုအနာပေးတင်တာဒီကောင်ကနောက်ပိုင်းပွေးစီတယ်မှာဆိုရင်ကက်ဆမီယိုတို့လောက်အချင်းနေမကောင်းတော့ဘူးဒါကိုတွေတင်တဲ့အင်မတန်ရှော့ရှိတယ်ဆိုတော့နံပါတ်10တယောက်ကကျွန်တော်မေဆန်မောင်းနဲ့ဇကီစုကိုကျွန်တော်ရွေးထားတယ်ဘာကြောင့်လဲဆိုရင် PK တင်းပွေးစီမှာမေဆန်မောင်းကအရန်နေရာမှာကစားခဲ့တယ်ဘာတင်ရပြဿနာမှမကြုံခဲ့ရဘူးပြီးလို့ရှိရင်ဇကီစီကလည်းပဲအထောက်မှာကစားခဲ့တယ်ဆိုတော့ဒီနေ့ပွေးစီက CD ကိုရှင်ဖို့အတွက်ဆိုရင်အထောင်မှာဖိုင်လေးကိုတုံးပြမယ့်အနေဒါတကူကျွန်တော်ရှိနေတယ်။ဒါကြောင့်ကျွန်တော်နေပတန်းနေရမှာဆိုရင်အစကေစီကိုနေပတန်းမှာပို့ထားမှာပေါ့ဗျာ။အထောင်မှာတော့ Rashman ဖိုင်လေးကျွန်တော်အသိနေနေပေါ့ဗျာ။အရင်မှာတော့ LFT CD လောက်လူစင်းမတောင်းတဘူးဆိုတော့ညာလေးပဲဒေရကစားသမား2ယောက်3ယောက်လောက်ကတော့ကျွန်တော်ရှိနေတယ်။လီနီယူတို့အနေနဲ့ပို့ထုတ်လာမယ်ဆိုရင်လေးပဲကျွန်တော်ပြောလို့တော့မရဘူး။နောက်တဲ့အနေဒါတကူမှာပါလာကောင်းပါလာနိုင်တယ်။ဒါမှမဟုတ်ဒါကျွန်တော်ရဲ့ခင်မဲကြီးစစ်တရားပေါ့ဗျာ။ အဲမိုးရဲအနေနဲ့အပြောင်းလဲဒီအများကြီးလုတ်ကောင်းလုတ်လာနိုင်တယ်။နောက်တန်းကိုယ်လေလေဗတန်းအထောင်။ကျွန်တော်တို့ဘလို့ပဲအပြောင်းလဲတွေလုတ်လာပါစေ။အဓိကပွင့်ထုတ်လာတဲ့ကစားသမားတွေကအမေရိကန်ဆုံးနဲ့အကောင်းမွန်ဆုံးဖြစ်ဖို့လိုတယ်။ပွင့်စီတစ်ခုမှမလို့ရှိရင်တော့ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဘူး။စီဒီကလက်ကြီးအဆင်ကားမှာရောက်နေတယ်။ကိုရီအသင်းကလက်ရှိအဆင်သုံးမှာဆိုရင်မိုးနဲ့မြေလို့ကွာခြားနေတယ်။ဒါကိုကြည့်ရလို့ရှိရင်ကိုရီကဖီးယားများတဲ့ပွင့်စီတွေကိုစက်သက်စွာစွာကစားနေတယ်။ ယူပါလေကစားအမေကျွန်တော်နောက်ထပ်ပွေးစီတွေကလည်းအတင်းကြီးနေတဲ့ကစားအမေနေတာတကူမှဆိုရင်တဲ့နေတယ်မှာကျွန်တော်ကစားသမားတွေနေနေတဲ့ပြဿနာမကြုံရဖို့လိုတယ်။ဒါမှပဲဒီကစားသမားမကောင်းမှုဆိုရင်ဒီကစားသမားကိုကျွန်တော်အရင်မှပို့ထားလဲလို့ရတယ်။ဆိုတော့ညီကိုတို့နေနေဘလို့ထင်မကျကြည့်လေစားသမားတွေအဓိကအဖြစ်ကျွန်တော်တို့ဒီပွေးထဲလာတဲ့စစ်တယောက်နေတာတကူမှဘသူတွေကိုအတုံးပြူလာနိုင်ခြင်းရှိမလဲညီကိုလို့ခဲမဲမင်းကြလေဆွေးနွေးပေးကြပါဦးဒီနေ့ပွေးခြင်းကစင်တာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတို့နှိုးစရာမလိုတော့ပါဘူး ကျွန်တော်တို့ဒီမနေ့ဖြန်လောက်ဆိုရင်အမ်မိုရဲအနေနဲ့ပရက်စကိုပဲသတိစရှင်းလင်းပွဲမှာဘယ်သူတွေပါဝင်လာဖို့ရှိမလဲဘယ်သူတွေကတင်ပတ်သက်ကြုံတော့ရလဲဆိုတာအဲ့ဒီပရက်စကိုပဲသတိစရှင်းလင်းပွဲမှာကျွန်တော်သိရမှာပေါ့ဗျာကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီကတို့မြင်လေးတွေဆွေးနွေးပေးကြပါအောင်ကြည့်ရှုအားပေးတဲ့ညီကိုဒုတိယစီတိုက်ကိုကျေးဇူးအများကြီးတင်ပါတယ်လူကနေမကောင်းဖြစ်နေတဲ့အတွက်နာပိတ်ပြီးတော့အတင်နေပါတယ်အာအချင်းနေမကောင်းရင်လည်းညီကိုတို့ခွင်လင်းနာလေးပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ် ယူနိုက်တက်ဖန်တူတယောက်ရှိစီနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကဘာသူကဘာသားအပေါင်းတဘာဝဘဲနေရအပေါင်းမှအမြဲဆုံးလဲမြန်နိုင်ကြပါစေကြောင်းကျွန်တော်စင်တာပြူနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်